Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့နေရီရမ်းပူပြီးတော့သမင်းစားပြက်နေတဲ့သူတွေအတွက်သမင်းစားလို့ကောင်းမယ်ဟင်းကောင်းလေးတစ်ခွက်ဖြစ်တယ်ပဲပြန်ဟင်းချင်ချင်ဆက်ဆက်ချက်နေလေးကိုသူကအားလုံးတက်လာမြောက်ရပဲဖြစ်ပါတယ်ပောင်ဝင်ပစ္စည်းနည်းနည်းလေးနဲ့ကုန်ကြလဲတက်တာပြီးတော့ချက်ရတာလဲလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့ချက်လို့ရရဲ့ဒီပဲပြန်ဟင်းချင်ချင်ဆက်ဆက်ချက်နေလေးကိုဆွနေတူတူဗီဒီယိုအစုံအထိလိုက်ကြည့်ပေးပါအောင်နော် ချူကတော့ဘဲပြားကိုအခုလိုမျိုးနှစ်တွဲအသုံးပြုထားပါတယ်။ဝယ်လာတဲ့ဘဲပြားတွေကိုသူတို့တန်းစင်သွားဖို့ရာအတွက်ရင်ွေးလေးနဲ့အရင်ဆုံးပြန်ပြုတ်ပေးပါတယ်။ပြုတ်ပြီးသားဘဲပြားလေးတွေကိုတော့အခုလိုမျိုးစိတ်ကြဲပုံစံလေးတုံးထားပေးပါမယ်။ချူကတော့သတိကံပုံစံအတုံးသေးသေးလေးတုံးထားပေးလိုက်ပါတယ်။ပြီးရင်တော့ပပြလေးတွေကိုအရသာဝင်မှုရာအတွက်အရသာမုံလေးတစ်စွန်းနဲ့စားလေးနဲ့ငယ်ထည့်ပြီးတော့မှတိတိကျကျလေးနေထားပြီးလိုက်ပါရယ်ပပြလေးတွေကအရန်ပြော့တာမလို့စူခပ်ပပလေးပဲနေထားပြီးလိုက်ပါရယ် ခုလိုရာသနယ်ပြီးသွားရင်ပေးပြားတွေကိုမကြော်ဘဲနဲ့လည်းအစိမ်းချက်လို့ရပါတယ်။အစိမ်းချက်ရင်တော့အီအီလေးနဲ့စားလို့ကောင်းပါတယ်။ဒါပေမဲ့ဆုကတော့ဒီနေ့ကြော်ပြီးတော့ချက်ပြပါမယ်။ကဲပြီးပြီဆိုရင်တော့ဆုလိုပေးပြားလေးတွေစကြော်ပါတော့မယ်။အရင်ဆုံးစီခက်မြများလေးထည့်လိုက်ပါတယ်။ပြီးရင်တော့သူ့တွေကိုစနေမောက်လေးထည့်ပါမယ်။သူတို့စီဘူးလာပြီဆိုရင်တော့ပဲပြားလေးထည့်ပြီးတော့ကြော်လို့ရပါပြီ။ပဲပြားကြော်ရဲ့အခါမှာသူ့ရဲ့အိုဟာကြီးရမလို့သူကပဲပြားရဲ့အကုန်လုံးကိုတခါရဲအများကြီးထည့်ပြီးတော့ကြော်လိုက်ပါရဲ့။ တဲပြားလေးတွေကိုစူရိုတစ်ဖက်ကနေပြီးတော့အပေါ်ကွန်လေးတွေတင်းလာပြီဆိုရင်တော့နောက်တစ်ဖက်ကိုလှန်ပြီးတော့ကြော်ထားပေးပါရစေ။တဲပြားလေးတွေကအပြင်ကွန်လေးတွေတေချာလေးကျက်သွားပြီဆိုရင်တော့ဒါလေးတွေအကုန်လုံးကိုစူရိုဆဲထုတ်ထားပေးလိုက်ပါမယ်။တဲပြားလေးတွေကကြတော့စူရိုကဟင်းထဲမှာပြင်ချက်အောင်မှဖြစ်တဲ့အတွက်ဒီနေရာမှာအရင်ကြီးကျွရနေစရာမလိုဘူးပေါ့နော်။အပြင်ကွန်လေးတွေခက်တင်းတင်းလေးဖြစ်လာပြီဆိုလို့ရှိရင်တော့ဆဲထုတ်လိုက်လို့ရပါပြီ။ကဲစရုပ်ပေးပြားလေးတွေလည်းအားလုံးကြော်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ဟင်းချက်ဖို့ရအတွက်ပောင်ပစ္စည်းလေးတွေကိုပြင်ဆင်ပေးပါမယ်။ ကျွတ်ဖြူလေး956မာလာကိုခပ်ပပလေးတွေလီထားပေးလိုက်ပါရယ်ဒီနေရာမှာညက်သွားတဲ့အထိကိုထောင်းထားပေးခြင်းလည်းရပါတယ်ပြင်းတော်စုကအနှစ်ကိုလည်းခက်နေနေလေးပဲလိုချင်တာမလို့ကျက်သွန်ကြီးကိုတလုံးခွဲလောက်ပဲထည့်ထားပါတယ်။သူ့ကိုလည်းလုံအောင်ခက်ပပလေးဖြစ်သွားတဲ့အထိကိုလီထားပေးလိုက်ပါတယ်။စုဗီဒီယိုရိုက်တဲ့နေရာမှာခင်းညင်ကြီးကြီးပြရလေးမပတ်သွားတော့မလို့ခင်းညင်ကြီးကိုတော့အလုံးသေးသေးလေးတလုံးလောက်လီထားပေးပါရနော်။ အဆက်တော့ငွေစည်းစိမ်း၁၀လောက်ကိုခပ်ပပလေးလေးထားပေးလိုက်ပါရယ်အဆက်ကတော့စားနိုင်သလောက်ထည့်လို့ရပါတယ်တကယ်လို့အချိုလေးပဲချက်ချင်နေဆိုရင်လည်းဒီနေရာမှာငွေစည်းစိမ်းကိုမထည့်လဲရပါတယ်နော်ပြီးရင်နောက်ဆုံးမှအုပ်ခွေရအတွက်နနမင်လေးကိုပါခပ်ပပလေးလေးစုလို့လာပြီးတော့လေးထားပေးလိုက်ပါမယ်ဒီနေရာမှာစုလို့ကျက်သွမ်းမင်းနဲ့ဆိုရင်တော့ပို့ပြီးတော့လိုက်ပါရယ်ဒါမှမဟုတ်စုကျက်သွမ်းမင်းရှာမရတာနဲ့နနမင်လေးပဲထည့်ပြီးတော့ချက်လိုက်ပါရယ် ကဲဒါဆိုလို့ရှိရင်တော့သူတို့စချက်ပါတော့မယ်။ပေပြားကြော်လာတဲ့စီကများလာကြအောင်သူတို့စီလေးကိုနည်းနည်းဖယ်ထားလိုက်ပါတယ်။ပြီးရင်တော့ခက်ပါပါလီးထားတဲ့ကျွတ်သွန်အနီအဖြူထည့်ပြီးရင်တော့စနေမုတ်လေးနည်းနည်းထည့်ပြီးတော့အရင်ဆုံးကျွတ်သွန်နီလေးနွမ်းလာတဲ့အထိကိုစီသက်ထားပေးပါမယ်။စီသက်ထားတဲ့ကျွတ်သွန်နီလေးလည်းနွမ်းလာပြီဆိုလို့ရှိရင်တော့ခက်ပါပါလီးထားတဲ့ခင်းညီလေးထည့်ပြီးတော့မှခင်းညီလေးနူးဤသွားတဲ့အထိကိုသူတို့ချက်ထားပေးပါမယ်။ ။အရသာအတွက်တော့အရသာမုံတစုံထည့်ပါရယ်။ဒီနေရာမှာစက်သားမုံတို့၊ချုံမုံတို့ကိုလည်းထည့်နိုင်ပါရယ်။စားလေးနဲ့ထည့်ပါမယ်။ဒီနေရာမှာငံပြားရည်ကိုလည်းသုံးပြုလို့ရပါရယ်နော်။ဒီတော့အားလုံးနဲ့တော့အောင်ွေပြီးရင်ခင်းညင်ပြီးလေနူးဤလာတဲ့ဒီကိုဆိုချက်ထားပေးပါရယ်။မြုပ်သီးစိမ့်လေးပါတခါတည်းအရသာဝင်သွားအောင်လို့ဒီနေရာမှာတခါလေးပဲထည့်လိုက်ပါရယ်။ဒီရင်တော့အားလုံးနဲ့တော့အောင်ွေထားပြီးလိုက်ပါမယ်။အခုအစကကြတော့အနှစ်နည်းနည်းလေးပဲစားချင်တာမလို့အနှစ်နည်းနည်းလေးပဲထည့်ချက်ထားတာပါနော်။ ပြီးရင်တော့ဟင်းရဲ့အယောင်လေးအတွက်လည်းအယောင်ဒီမော့ကိုလက်ဖက်စာစွန်လေးနဲ့တစွန်းထည့်ပါမယ်။အားလုံးနဲ့တော့ငွေထားပြီးတော့အနှစ်လေးကြားတဲ့အထိကိုစူရိုးသေးချာလေးငွေထားပြီးရပါမယ်နော်အနှစ်လေးကနည်းနည်းလေးခြောက်နေရတဲ့စူရဲ့အနှစ်လေးကိုခက်ဆူဆူလေးဖြစ်သွားအောင်လို့ရည်လေးနဲ့ငထည့်ပြီးတော့ပြန်မှွေပေးပါတယ်ဒီပဲပြဟင်းကအနှစ်ခက်များများလေးထည့်ပြီးတော့မှချက်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအနှစ်လေးကရန်စားကောင်းတာမို့လို့ချက်လို့အဆင်ပြေပါရဲ့နော် ပြီးပြီဆိုလို့ရှိရင်တော့ကြော်ရာပိသားပဲပြလေးတွေကိုဒီညမှာထားရဲထည့်လိုက်ပါတော့မယ်။ပြီးရင်တော့အားလုံးနှံ့သွားအောင်တည်တည်ရှင်းရှားလေးမွေထားပေးပါရစေ။ဒီပဲပြဟင်းရဆိုလို့ရှိရင်ထမင်းလဲစားမိန်ပြီးတော့အကုန်ကြလဲသက်သာရဲ့အပြင်ချက်ရရလဲအရန်လွယ်ကူပါရစေ။ ။ပြီးရင်တော့ပဲပြားတဲ့ကိုအရသာလေးစိတ်ပြီးတော့ဝင်သွားဖို့ရတဲ့ဒီနေရာမှာရေလေးနှင်းငယ်ကိုထည့်ပေးပါမယ်။သူတို့အခုလိုမျိုးလေးရေထည့်ပြီးတော့တည်ပေးရပါတယ်။ရေမထည့်ဘူးဆိုလို့ရှိရင်ပဲပြားတဲ့ကိုအရသာမဝင်တဲ့အတွက်ပဲပြားကအရသာတက်တက်ဟင်းအနှစ်ကြီးကအရသာတက်တက်ဖြစ်ပြီးတော့စားလို့ကောင်းမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့သူတို့အခုလိုမျိုးလေးရေနည်းနည်းထည့်ပြီးတော့မှပဲပြားတဲ့ကိုအရသာဝင်သွားအောင်လုပ်ပေးရပါမယ်နော်။အချင်တော့တော်စုကမကြီးမဲ့ကိုအသုံးပြုတာပါတယ်။မကြီးတိစိန်နာလေးကိုသူတို့တစွန်းခွဲလောက်ထည့်လိုက်ပါမယ်။အချင်ကြရင်ပို့ထည့်လို့ရပါတယ်။တကယ်လို့ ို့အရသာမြင်းစီမှာအချင်းလို့ရဆိုလို့ရှိရင်လည်းဆိုလို့ထပ်ထည့်ပါတော့။ပြီးရင်တော့အားလုံးနှံ့တော့အားမွေရပေးလိုက်ပါမယ်။သူ့ရဲ့ကိုမကြီးရည်လေးလည်းစိတ်မျောဝင်သွားအောင်ပါတော့။ကဲပြီးတော့စီပြန်လာပြီဆိုရင်တော့ရသွားပြီဖြစ်ပါရဲ့။ဆိုတော့ပဲပဲပြကြိုက်တဲ့သူဆိုလို့ရှိရင်တော့ဒီခင်းလေးကို try ကြည့်စေချင်ပါရဲ့အရန်လွယ်ကူပါရဲ့နော်။ကျေဆိုးကြက်သွားပြီဆိုလို့ရှိရင်တော့သူ့တွေကိုနန်းနန်းမင်းလေးအုပ်လိုက်ပါတော့မယ်။ စ်ပမိန်လေးရှိရင်တော့ဒီနေရာမှာစစ်ပမိန်လေးကိုထည့်ပါတော့စစ်ပမိန်တွေကပို့ပြီးတော့လိုက်ဖက်ပါရဲ့ကဲဆိုရရတာပေါ့ငန်လေးမိကြည့်ပြီးပြီဆိုရင်တော့သူ့ကိုစားမဲ့ပကံလေးကိုထည့်လိုက်ပါတော့မယ် ပဲပြားလေးကတခုဆိုရင်တခုဆိုသလောက်ပေါ့နော်အရသာလေးကတိတိမိမိနဲ့ချင်းချင်းဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းပါရဲ့အခုလိုမျိုးလွယ်လွယ်ကူရိုးရိုးရှင်းရှင်းနဲ့ချက်လို့ရတဲ့ဟင်းချက်နီလေးတွေမဟုတ်လို့နီလေးတွေကိုစတိုက်တင်ပေးနေမှာဖြစ်လို့ဆူရဲဆူခိချန် channel လေးကိုလည်း subscribe လုပ်ပြီးတော့အပိတ်ခဲ့ပါအောင်ရှင်ဆူရဲ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့တဝက်တယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်လည်ဆုံးပြေကြပါမယ်ကျေးဇူးပါ